အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီချန်နယ်ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူတာတရေးသားထားတဲ့ပေါ်ရီတာတာမော်ဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe နဲ့ဇာတ်လမ်းတိတိတင်တိုင်းမှာသိရှိနိုင်မှုမူဒီပဲလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီဒီတုန်းကရန်ကုန်ထောင်ကြီးရှိသေးရဲ့ဗျအဲဒီမှာထောင်မူကြီးကတာတီတို့ရွာသားဗျဦးအောင်စိန်နဲ့ထောင်မူကြီးအောင်စိန်ဆိုရင်လူတိုင်းသိကြတာပေါ့ ထောင်မိုးကြီးအောင်စိန်ဆိုတော့ရွာကကထိန်မှာလာသွားတော့ကျုပ်တခါမြင်မှုလိုက်တယ်ကျုပ်ကိုလာခေါ်တာသူပြကျုပ်ကြောင့်ရွာလူတွေပြောတာရှိမှာပေါ့ဗျသူတို့ထောင်ကြီးရဲ့မှာတရေတကောင်တော်တော်တောင်းကျမ်းနေရတယ်ဗျဒီတရေရဟိုးတုံးနေရရှိရတဲ့ဥရောစိန်တိရာတော့အင်္ဂလိပ်ခေတ်ကတည်းကကြံခဲ့တဲ့တရေဆိုပဲအင်္ဂလိပ်ခေတ်ကတည်းကကျိုးပိအသက်ခံရပြီးတရေဖြစ်နေရတယ်ဗျသူ့ကိုတတဲ့တပေါင်းလားွယ်နေညတကောင်မှာအမဲသားသုံးမိသားချက်ကျွေးရတယ်ဆိုပဲ ဒါဆိုရင်ဒီတရေကဆောက်ရှောက်တဲ့ပြထောင်ဖောင်ပြေးရသူဆိုရင်အုံယိုးပေါ်ကကန့်ချတယ်ဆိုပဲသူ့ကိုတနေ့တကာမပြတ်မကွက်ကြွေးရတယ်တဲ့အခုတော့တပေါင်းလားခွေမရောက်သေးပဲတရေကတအားတောင်းကျက်နေလို့တယ်ဗျအဆောင်နေခေါမိုးတွေမှာတဝဝုတ်တိုင်းတိုင်းနဲ့ညာလိုက်ပြေးလွားပြီးတော့အဆောင်နေပေါ်မှာခုံချလို့ချတယ်ညဆိုရင်ထောင်သားတွေလည်းကောင်းကောင်းမအိတ်ကြရဘူးတဲ့ဗျအားလုံးလည်းကြောက်နေကြပြီဆိုပဲလူဆိုတာခက်တော့ခက်သားလားဗျထောင်ချနေရဲ့လူစိုးလူမကြီးတွေကလည်း တကယ်တော့ကြောက်သားလားဗျကျုံရန်ကုန်ထောင်ကြီးကိုရောက်တဲ့ညမှာပဲမြက်ကွင်းစေကွင်းမီစောက်ကြည့်ရဲ့ဗျဥောက်စေကိုရိုင်းလဲကျုံနဲ့တူလိုက်လာတာဟောညတကောင်လောက်ရောက်တော့ဇန်နန်းဆတော့တာပဲမြောက်ဘက်ကအိတ်ဆောင်ကြီးတစ်ခုဟာစပြီးပြေးတာဗျကျုံလဲအတန်ကြားတဲ့ဘက်ကိုပြေးတာပေါ့ဗျဥောက်စိန်လဲကျုံနဲ့လိုက်ပြေးတဲ့ဗျအတန်ကြားတဲ့အိတ်ဆောင်ကြီးခေါမို့ကျုံမောကြည့်လိုက်တယ်ဟာဟုတ်ပါဗျာတရေကြီးဗျဟောခုံမိဗျနောက်တဲ့အိတ်ဆောင်ကြီးတစ်ခုကိုခုံကူးလိုက်ပြီဟာ ခုတ်လိုက်တာများခုနှစ်လန်ရှစ်လန်လောက်မြောင်တက်သွားတာပြုဟောခေါမိုးကြီးပေါ်မှာပြေးပြန်ပြီပြုဟာနောက်တစ်ဆောင်ရဲ့ခေါမိုးပေါ်ခုန်ကူးသွားပြီဗျပြေးပြန်ပြီပြုဟုတ်တာပေါ့ဗျအိတ်ဆောင်နေရလူတွေဘယ်နဲ့လုပ်ပြီးအိတ်နိုင်မှာတော့ကျောက်ကမြက်ကွင်းစီကွေးထားလို့သာမြင်ရတာဗျဟာခုန်မြက်ပြီပြုဟောခုနှစ်လန်လောက်ကိုမြင့်သွားတာဗျဟောထောင်အုပ်ရိုးပေါ်ကိုကျသွားတာဗျဟောထောင်အုပ်ရိုးပေါ်မှာမမကြီးရှောက်သွားနေရာ ဒီရောမှကြုတ်လေတိတိချာချာကြည့်မိရဗျအရက်ကခုနှစ်ပေလောက်ရှိမယ်ဇပင်ကကြောကုန်းလောက်ထိအုပ်နေရဗျမျက်နှာကြီးကိုပါဇပင်ကအုပ်နေရခါမတော့အစိုးဖြူဖြူကြီးစီးထားတာဟောထောင်မူးကတက်တဲ့ကြီးမှာငုတ်ထုတ်ကြီးထိုင်းနေရကြုတ်ကကြုတ်မျက်နှာကိုပြောပြလိုက်တယ်မောက်တာတည်းဒါဆိုရင်ဘလို့လုံမလုံးကကြုတ်လည်းမသိဘူးဗျဥအောင်စဲရဲ့ဒီကိစ္စကိုမနှက်ပြန်ညာရောက်မှကြုတ်မဖဲပါအောင်မေးပေးမယ်ဟေးဟုတ်လားမဖဲပါအောင်မေးမေးလို့ရလားမောက်တာတည်းရပါတယ်ဗျ ဒါမှမဟုတ်ကြုံလိုအပ်ကြလေးတွေဥအောင်စိန်စီစဉ်ပေးမှရမယ်။လုပ်ပေးမှာပေါ့မောင်တာဒီရ။ကဲပြော မောင်တာဒီဘာရီလိုအပ်တော့။အမဲသားနှစ်ပိတ်သာဟင်တူကိုချက်ပေးပါ။ထမင်းတူအိုးချက်ရမယ်။ငှပြောပတ်နဲ့ထမင်းတောင်းလေးပြင်ပေးပါဗျ။ရစီရမယ်။မင်းဘယ်တော့လောက်လိုချင်တာတော့။လက်ပြညနေ6နာရီရရင်ပြီးရောဗျ။ရတာပေါ့ကွာမောင်တာဒီရ။ဒါရန်ကုန်မြို့ကြီးပဲ။အချိန်မီဝယ်လို့ရပါတယ်။ကဲနောက်တက်ကောဘာလို့သေးတော့။နောက်ဝင်တဲ့တယောက်ခေါ်ပေးဗျ။ဟေး နှုတ်ဝင်တယ်ဟုတ်လားနှက်ကြော်ပေါ့ဟုတ်တယ်ဗျမပဲဝဝင်မာလို့လည်းပြောဗျတောင်ကူညီရင်ကျမ်းပါမယ်စီးပွားတက်မယ်လို့ပြောဗျာဩဒီလိုလားရတယ်ရတယ်ဒီရွတ်တော့နည်းနည်းမှမပူနဲ့မောင်းတာဒီဟော်ရီတောင်ကြီးရဲ့မှာထောင်မူးကြော်တွေအလက်ကားနေရင်နှက်ပဲမေးနေရကွသူတို့ကိုခေါ်ကိုင်းနှုတ်ဝင်တော့တရားမကောင်း20 30လောက်တောင်ရအောင်မှာဟာတယောက်ပဲတယောက်ဆိုရပါပြီဗျရန်ကုန်မြို့ကြီးဆိုတော့လူတော်အကုန်ရတာပေါ့ဗျာ ကျုပ်တို့တော့လို့မရှာဘူးပေါ့။နောက်နေ့ညနေ9နာရီထိုးတာနဲ့ကျုပ်လို့ဂျင်နာတွေအားလုံးရနေပြီ။နက်ကတော်ကဒေါ်စိန်နဲ့ကျုပ်တို့အညာသူနက်ကတော်တွေလို့မဟုတ်ဘူး။အသားပြူပြူပိတ်မိတ်ပါပါပဲ။ည9နာရီလောက်မှရန်ကုန်မှာလူကြိတ်တိုက်တာဗျ။ကျုပ်ကဥအောင်ဆရာခြေကားလေးတစ်စီးနဲ့လိုက်ပို့တယ်။တင်ကြိုင်ကုန်ပြီဗျ။အကျယ်ကြီးပါပဲ။မြူကြီးရလည်းကြီးရောတင်ကြိုင်ကုန်ကြီးရလည်းကြီးရပါဗျ။ဘယ်တင်ကြိုင်မှန်းတော့မသိဘူး။ဥအောင်စိန်ခေါ်လာတာပဲ။ကားပေါ်မှာကားမောင်းတဲ့ရဲသားရဲ့ဥအောင်စိန်ရဲ့ နတ်ဝင်တဲ့တော်ဆက်ရဲ့ကျုပ်ရဲ့ဗျကားမောင်းတဲ့ရဲသားထမင်းနောက်ထမ်းလာတယ်ကျုပ်ကခက်ကြီးကြီးပြဲကြဲကြဲကုတလုံးကိုလိုက်ရှာရတော့တာပေါ့ဟောတွေ့ပြီပြုဖျားတက်ကကြီးဥကောက်ဆိုပဲကူရှိမှမြင်းနီယာအလွတ်လေးရှိရဲ့မြက်ခင်းလေးပေါက်လို့ဗျကျုပ်ကထုံးစံအတိုင်းကူပေါ်မှာတမင်းပွဲပြင်ပြီးဖျောင်းနိုင်ထုံးတယ်ပြီးတော့ကူရှိရမြက်ခင်းလေးပေါ်မှာတော်ဆက်ရသပင်ဖြန့်ပြီးကျုပ်ကျုပ်လေးထိုင်တယ်ကျုပ်မဖဲဝါအောင်ပင်တယ်တခါမကြွသေးဘူးဗျခနာဆောင်ပြီးနောက်တခါ ကြွားသေးဘူးပြို့ခနားဆောက်ပြီးနောက်တစ်ခါဟောမဖဲဝါရဲ့ခွေးတန်ကြီးကြားပြီပြို့ကျောက်လေတင်းချိုင်းကိုကြီးတခွင်ကိုလိုက်ကြည့်လိုက်တယ်ဟောလာပြီပြို့လေတရနေလွင့်လာတာဗျဖြူဖြူအရေးကြီးပဲမြင်ရတယ်ကျောက်ကမြကွင်းစေးကွေးမထားဘူးလေဟောဒေါ်စိတ်ကိုကတ်သွားပြီပြို့ဒေါ်စိတ်လက်ကြီးရဲ့ကွေးကောက်ပြီးသပင်ဖားလျားကြီးနဲ့ထလာတယ်ဥဟုတ်စိန်နဲ့ကာမောင်းနဲ့ရဲသားခန္ဓာနန်းကခုတလုံးသားမှာရက်လို့ဗျဟောဂူကြီးပေါ်ခုတ်တက်သွားပြီပြို့ မဘဲဝဒူဟီတာမီစားပြီဗျကျုပ်ကတော့မြင်နေကြမြင်ကွေးမှုမဆမ်းပေမဲ့ဥအောင်စိန်တို့ကတော့အထူးဆန်းဖြစ်ပြီးအံ့ဩနေကြတာပေါ့မဘဲဝအမဲသားပိုးကြိုက်တာဗျတအားစားတော့တာပဲတော်တော်လေးစားတော့ပြီးတော့မှကျုပ်ကိုမော့ကြည့်ရဲ့မဘဲဝဝင်ကျုပ်အမဲသတိထားမိရဘယ်တော့မှမျက်တောင်မခတ်ဘူးဗျမျက်လုံးကြီးရပြူးထွက်နေရခုလေနဂရော်တော်စရမျက်လုံးကြီးရပြူးလို့ဗျဟဲ့ဒါတင်ဘာအကြောင်းရှိလို့တော့မဖဲပါကျုပ်ကိုမေးပြီပြု ကျုပ်လည်းချက်ချင်းပြုံးသွားတော့တာပေါ့ဒီလိုပါမှပဲွာရန်ကုန်ထောင်ကြီးရဲ့မှာတရေဤတကောင်တအားတောင်းကြနေလို့ပါထောင်ကြတဲ့သူတွေရောထောင်တောင်ဝင်ရှိရတဲ့သူတွေရောညဆိုရင်မအိတ်ကြရဘူးဗျဒါဘလို့ဖြစ်တာလဲဆိုတာသိကျင်လို့ပါအဲ့ဒါပေါ်ရီတာရာမောအောင်သွားတဲ့တိတ်ညုဆိုတဲ့ကောင်ဟဲ့အင်္ဂလိပ်ခေတ်ကအင်္ဂလိပ်ကိုတော်လန့်မယ်ဆိုပြီးပေါ်ရီတာရာမောသွင်းတာအောင်သွားတယ်ဒါမှမကြံစီတင်းတာကြံစီမီလို့အဖမ်းခံရပြီးကျိုးပေးအသက်ခံရတာဒီရန်ကုန်မှာပဲတယ်ဗျ တာမွေတင်းကြိုက်ပါတယ်။ရောနေရဆင်းလာတဲ့ဆရာကြီးဦးကုန်းမောင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကကိုတိန်ညိုးဆိုတဲ့လူငယ်တယောက်ကိုပေါ်ရီတာတော်မောတွင်ပေးခဲ့တာလေဗျ။တာမွေတင်းကြိုင်ကုန်းကြီးရဲ့အလဲတက်တက်မှာလူတရဲမြုပ်ရုပ်ညင်းချင်းတူရတယ်။ကိုတိန်ညိုးကအင်းကြီးကိုတုံးလို့ချွတ်ကြောင်မြအောင်ကြိုက်ပြီးမြေကြီးရဲ့မှာဆင်းပြီးမတက်ရက်နေရတယ်ဗျ။ပြီးတော့မြေချင်းကိုမြေပြန်ဖို့ရတယ်။ကိုတိန်ညိုးကမြေကြီးပေါ်မှာခေါင်းလေးပဲပေါ့နေရတယ်ဗျ။ဂျာရီအားလုံးကိုကူညီပေးဖို့ကိုတိန်ညိုးရဲ့တငယ်ချင်း ကိုစံများစုရဲ့လူတယောက်လိုက်လာပြီးတော့လှုပ်ပေးရဆိုပဲဆရာကြီးကကိုတိန်ညုံရဲ့ပါဇက်ကိုဟာကိုင်းပြီးတော့လူသေးကောင်းရဲ့လက်ဖြံရိုးအပိုင်းလေးရင်းနဲ့ထောက်ထားတာလေဗျဒီတော့ကိုတိန်ညုံပါဇက်ပိတ်လို့မရတော့ဘူးဆရာကြီးကရေလုံးအိုးခွဲထဲမှာထည့်ထားတဲ့အစိမ့်သေးမသားရဲ့လလဆက်ဆက်အသားကိုလှီးထားတဲ့အသားတစ်လေခုနှစ်တင့်ကိုအသင်ကံပြီးတော့ဂါထာဆုပ်ဝတာလေဗျကိုစံများကမြေချင်းနောက်မှာထိုင်ပြီးကိုတိန်ညုံရဲ့ခေါင်းကိုကမ်းပြီးထိန်းထားရတယ်လေဗျဆရာကြီးကဂါထာဆုပ်အောင်ဆုပ်ပြီးအား လူအသားတက်လီတတိကိုကိုတိန်ညိုးရဲ့ဟာနေရဲ့ပါဇက်တဲကိုထိုးထည့်ပေးရတာလေဗျကိုတိန်ညိုးကလည်းအဲ့ဒီအသားတက်ကိုကျိတ်မဲ့ပြီးမြိုချရတာလေဗျအဲ့ဒီလိုအသားတက်တစ်ခုမြိုချလိုက်တိုင်းတောင်မေတင်းဆိုင်ကုန်းကြီးရဲ့မှာကြီးတွေဝန်းကနေထပြန်လာလေဗျတင်းဆိုင်တွေကခွေးတွေလည်းတပြိုင်နက်တည်းဥရောတာဆိုပဲတင်းဆိုင်တွေကြားရဲရတရေတစီရေပြေးတန်လောတန်နေလဲကြားရတယ်တဲ့ဆရာကြီးကဂါရာစုပ်လိုက်အသားတက်တစ်ခုကျွေးလိုက်နဲ့ကိုတိန်ညိုးကကျိတ်မဲ့ပြီးမြိုချလိုက်နဲ့အသားတက်တွေကုန်ကန်နီးလာတဲ့အခါ ခြေနေရပူပူဆိုးလာရောတဲ့ပြုဂူရီကြားထဲရနေပြီးတရဲတွေထလာတာမရေနိုင်အောင်ပဲတဲ့ဗျကိုတိန်ညို့ရောကိုဆန်းမြောက်ရောမြင်နေကြရတာတဲ့လူကြီးတန်တို့လိုအတန်ကြီးရင်နဲ့သူတို့စီကိုရွေ့လာကြရတယ်ဗျမောင်တိန်ညို့မကြောက်နဲ့မင်းအောင်တော့မှမဝိုင်းဖြက်စီကြတာမကြောက်နဲ့မောင်ဆန်းမြောက်ဆရာကြီးပေးထားတဲ့ခြေမှန်းကွင်းနဲ့အစင်းသင်းလောက်တာမင်းတငယ်ချင်းကိုခြေမှန်းကွင်းရအောင်သွတ်တော့လူထွက်သွားလို့ကတော့မင်းတငယ်ချင်းတွတ်တွတ်ခါအောင်ယူသွားလိုက်မယ်ဟဲ့စိတ်ချပါစရာအင်း ကိုဆံများကလည်းသူ့ကိုပေးထားတဲ့ကြေမှန်းခွင်းတွေကိုအစဉ်အသင့်ပြင်ထားတဲ့ပြုတရေကြီးတွေကလည်းမဲ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 နဲ့သူတို့ဘက်ကိုတဖြည်းဖြည်းနှီးလာပြီရှာကြီးတွေကလည်းတွဲလောင်းကြီးကြီးကြလို့ဆိုပဲမျက်လုံးကြီးတွေကနှီးရပြီးကျွတ်ထွက်မတတ်ဖြစ်နေရတဲ့ပြုကဲမောင်တိန်ညို့ရင်ဒါနောက်ဆုံးအသားတစ်ပဲဟဲ့တတိခိုင်ခိုင်ထားပြီးတော့အဲရီလို့ပြောပြီးဆရာကြီးဦးကုန်းမောင်ကပေါ်ရီတာရာမော့ကြီးရဲ့နောက်ဆုံးကာတာကိုပြပီတာတာရွတ်တော်လာတဲ့ပြုဒီမာရင်တရေတွေကအသံနဲ့ကြီးရင်နေအော်ပြီး သူတို့စီကိုတချိန်တို့ပြေးလာကြတော့တာပဲဗျ။ဒါမှမဲ့သူတို့တွေကနင်းနေမှောအကြောင်းလက်မရှိတော့တာ။အနာရောက်တာနဲ့အကုန်လုံးပြောက်ကုန်ကြရောတဲ့ဗျ။နောက်ဆုံးအသားတစ်ကိုဆရာကြီးကပါဇက်တဲထည့်ပေးရဲ။ကိုတိန်ညွန့်ကလည်းမြူချတယ်။တင်းကြိုင်းကုန်းမြီကြီးကတိတ်ငနေတိတ်ငနေဖြစ်အောင်လှုပ်သွားတာလေဗျ။ပြီးတော့တော်လဲတဲ့အတန်လိုအတန်ကြီးရဲ့လည်းတဝဝုံမြည်သွားတာလေ။ခဏကြာတော့ကိုတိန်ညွန့်ကိုမြုပ်ထားတဲ့မြေချင်းကမြေကြီးတွေကပွားထလာပြီးဘေးကိုရွေ့သွားတယ်။ကိုတိန်ညွန့်ကတဖြည်းဖြည်းမြေချင်းတွေကပေါ့ပေါ့လာတယ်။ ကားလောင်းတိလည်းပေါ်လာအောင်ပါဇက်ကြီးကပို့ကျဲလာပြီးထောက်ထားတဲ့လူမျိုးကပြုတ်ထွက်သွားတယ်။မောင်ဆက်မြအစင်းသင်းဖြစ်ပြီလား။အဲဒီလိုဆရာကြီးဥကုံးမောင်ကအော်လိုက်တဲ့ချိန်မှာပဲကိုတိန်ညို့ကမြေကြီးနဲ့ရနေအပေါ်ကိုခုနှစ်လရှင်းလန်လောင်းမြောက်တက်ပြီးမြေကြီးပေါ်ကိုပုံခနဲပြုတ်ကြလာတယ်။ပေါ်ရီတာရတဲ့ဟဲ့အဲဒီလိုကြွေးကြော်ပြီးနောက်တစ်ခါထခုံပြန်တဲ့ပြို့ဒီတစ်ခါမြေကြီးပေါ်ပြန်ကြမှာကိုဆက်မြအတင်းတက်ပြီးချိန်မှန်ခွင့်ကိုခက်မြန်မြန်လေးစုပေးလိုက်တဲ့ပြို့ ဒီရောမှကိုတဲညို့ငိမ့်သွားရော်တယ်ဗျ။အောင်မီဟဲ့အောင်မီဆရာကြီးဦးကောင်းမောင်ရဲ့အတန်းကြီးကတောင်မွေတင်းဆိုင်ထဲမှာလွှမ်းသွားတယ်ဆိုပဲ။ကဲငါတပည့်မောင်တဲညို့တရာတရာတထောင်တရာတထောင်တရာဆိုတယ်လို့မင်းကတော့ထူးထူးခြားခြားပေါ်ရီတာရာမော်ကြီးအောင်သွားပြီကွ။တော်ပြီးဒါပြီးတနက်ပြီးခုံရင်ခုနှစ်လမ်းအကျော်မောင်တိန်ညွတ်ရဲ့ကဲငါတပည့်ကြီးဒီအစွမ်းနေနဲ့အမျိုးဘာသာတာသနာကိုစောင့်ရှောက်နိုင်နေပြင်အင်္ဂလိပ်တွေရဲ့ကျူမွားကနေ မမနိုင်ငံကြီးကိုကဲ့တင်နိုင်တဲ့ယောက်ျားကောင်းဖြစ်ပါစေဗျ။အဲ့ဒီချိန်ရစားပြီးလူဆန်းကောင်းကြီးကိုတိန်ညိုကအင်္ဂလိပ်တွေကိုအမျိုးမျိုးအနှောက်ယှက်ပေးရတာပဲတဲ့ဗျ။အင်္ဂလိပ်စစ်တပ်တွေဝင်ပြီးအမျိုးမျိုးနှောက်ယှက်ပြီးအင်္ဂလိပ်ခေါ်လာပရိတ်တွေကိုတနန်းနဲ့ဝိုင်းပစ်တာကြည်ပြီးနေတော့မသိဘူးဆိုပဲ။ကြည်စံမှန်တဲ့နေရာနီနီစူထွက်လာပြီးမြဲကြည်ရသူ့တော်မဖောက်နိုင်ဘူးရဲ့ဗျ။နောက်တော့အင်္ဂလိပ်စစ်သားတွေကတော်တော်လမ်းပြန့်လာကြတဲ့အထိဖြစ်တော်လာတယ်ဗျ။ကိုတိန်ညိုက နောက်ဆုံးအင်္ဂလိပ်ဘီရင်ခံဝင်ဖမ်းပြီးပြန်ပေးဆွဲမယ်လို့စဉ်းစားတယ်။ဘီရင်ခံကိုဖမ်းထားပြီးမြန်မာပြည်ကနေအင်္ဂလိပ်တွေကိုထွက်ခိုင်းမယ်ပေါ့ဗျ။အဲ့လိုတွင်နဲ့ဘီရင်ခံရဲ့အိမ်တော်ဝင်းကြီးရဲ့ခုံဝင်သွားတယ်ဆိုပဲ။ဘီရင်ခံရဲ့အိမ်တော်ဝင်းမှာစစ်တပ်ကြီးရှိနေတော့သူ့ကိုတနက်နဲ့ဝိုင်းပြေးကြတာပြို့။တနက်ကြီးစံနေရသူ့ကိုတက်တက်မှန်နေ။ဒါမှမယ့်ကိုတိန်ညို့ကဘာမှမဖြစ်ဘူး။ဒါနဲ့ကိုတိန်ညို့ပြန်ခုံထွက်ခဲ့တဲ့တည်းဗျ။အင်္ဂလိပ်တွေကလည်းဒီကောင်နောက်တစ်ကြိမ်ဝင်လာမှမိအောင်ဖမ်းမယ်ဆိုပြီး အားလုံးအဆင်သင့်ပြင်ပြီးစောင့်နေကြတယ်။ကိုတိန်ညိုကလည်းနှစ်ရက်လောက်ကြာပြီးညဘက်မှာဘရင်ကံဝင်းကိုပြန်ဝင်လာတယ်ဗျ။ပခုံးမှာလည်းကျိုးဝေတခွေပလာတယ်တဲ့။ဘရင်ကံကိုကျိုးတုပ်ဖို့ပေါ့ဗျ။ဒါပေမဲ့အဆင်သင့်စောင့်နေတဲ့အင်္ဂလိပ်စစ်သားတွေကလူ၂၀တောင်ဝိုင်းဖိထားပြီးမိစေးနဲ့နှစ်ခေါက်အုပ်ပြီးဖမ်းတော့မှတတိမိတ်ပြီးတော့မီးရော်တာပေါ့။ကိုတိန်ညိုလူစွမ်းကောင်းမန်းကိုအင်္ဂလိပ်တွေတီထားတော့ကြိုပြီးပြင်ဆင်ထားလား။ဒီမှာလည်းလက်နှစ်ဖက်ရောခြေနှစ်ဖက်ရောလေပေးမှာရောတန်ကျိုးချပြီးဖန်ထားလိုက်တာ ကိုတိန်ညို့နဲ့ဘာမှမတက်နိုင်တော့ဘူးပြို့ဘရင်ကံကိုလှုပ်ကြံဖို့ကြံစည်ရမှုနဲ့ကျိုးပေးတတ်ဖို့စီရင်ချက်ချပြီးတော့တပေါင်းလားခွေနေမှာတက်ပြစ်လိုက်တဲ့ကျိုးစင်မော်တင်တဲ့အထိတန်ကျိုးလေးကိုမဖြုတ်ရဲလို့တန်ကျိုးတန်တန်းကြီးနဲ့ကျိုးပေးရတာဆိုပဲအဲ့ဒီချိန်ကထောင်ပိုင်ကြီးကအင်္ဂလိပ်ဆိုပေမဲ့လောကီပညာတော်တော်တက်တယ်ဆိုပဲဗျကိုတိန်ညို့ကျိုးပေးတတ်တဲ့ကျိုးထောင်ပိုင်ကြီးကယူပြီးကိုတိန်ညို့ကိုသူ့အမိန့်နဲ့ထောင်အုပ်ရိုးပေါ်မှာစောက်ဖို့အစီအစဉ်လုပ်လိုက်တာလေဗျဒါကြောင့်ရန်ကုန်ထောင်ကြီးရဲ့အုပ်ရိုးပေါ်မှာ ေါ်ရီတာရာမှောက်အောင်ထားတဲ့ဗမာပြည်ကိုကျွန်မဝါကနေအလွန်ကဲတင်ခြင်းနဲ့တရဲကိုတိန်ညွန်ကြီးအမြဲစောင့်နေရတာလေဗျသူ့ကိုတတ်တဲ့တပေါင်းလားွယ်နေညာတိုင်းအမဲသားဟင်ကျွေးရဆိုပဲထောင်ပိုင်တယောက်ပြောင်းတိုင်းပြောခဲ့တော့ဆက်ကျွေးပြီးသူ့ကိုဆက်ခိုင်းရတာလေဗျဒါရီယိုမဖဲမှတည်တည်ကြာကြာပြောပြတာဗျကျုပ်ရောရဲသားရောဥအောင်စင်ရောအံ့ဩနေကြတာဒါဆိုရင်ဘာဖြစ်လို့အခုတောင်းကျမ်းနေရတော့မဖဲပါဟဲ့တာတင်ရန်ကုန်ထောင်ကမကြခင်ပိတ်ပစ်တော့မှာဒါဟိုတိန်ညွန်ရသည်ရဲ့ သူဟာဒီအတိုင်းကြံခဲ့မှဆိုရင်မခုလိုလုပ်နေရ။ထောင်ရဲ့အရှိဘက်ကအုတ်ရုပ်အတွင်းဘက်မှာညောင်ပင်ရှိရဲ။အဲရင်းညောင်ပင်ရဲ့ပင်စီကနေညောင်ဖက်ကိုခြေလမ်းငါးလမ်းလောက်လမ်းပြီးတူလိုက်။သူ့ကိုတက်တဲ့ကျူမြုပ်ထားတာတွေ့လိုက်မယ်။တံပိုင်လုံးနဲ့ထည့်ပြီးမြုပ်ထားတာ။အဲ့ဒါကိုဖော်တင်ညွန့်ကိုခေါ်ပြီးအလူတာနာလုပ်ပြီးတရားနာခိုင်းလိုက်။အဲ့ဒီကျိုးကိုလည်းထောင်ပိုင်ကိုယ်တိုင်မီးရှို့ဖျက်ဆီးလိုက်။တင်ညွန့်ကိုလည်းထောင်ပိုင်ရအမေးပြန်ပြီးလူရကျူရသွားခိုင်းလိုက်။တင်ညွန့်လည်းကြွချင်ရောက်ပါပြီ။နင်တို့လှုပ်ပေးလိုက်ကြတာတည်း စိတ်ချပါမဖဲဝါကျုပ်တို့ကိုတိန်ညွန့်ကြီးကိုကျုအောင်လို့အောင်လှုပ်ပေးလိုက်ပါမယ်ဗျမဖဲဝါထွက်သွားလို့တတိလေးနေရဲ့တော်စိန်ကိုမနေနှာနဲ့ယူရတယ်ဗျမဖဲဝါဝင်ထားတဲ့အချိန်နည်းနည်းကြာသွားတာ ਉ ဗျကျုပ်တို့ရန်ကုန်ထောင်ကြီးရဲ့ကိုပြန်ရောက်တော့ဥအောင်စိန်ကထောင်ပါကြီးနဲ့တွေ့ရဲ့အကျိုးကြောင်းနေပြောပြပြီးနောက်နေ့ရဲ့ကြာမှာဖုန်းကြီးရင်ပင်နေထောင်ထဲရလူအကုန်မုံင်းကားကြွေပြီးကိုတိန်ညွန့်အတွက်အလှူဒါနလုပ်ပေးရဲ့ပြီးတော့မဖဲဝါပြောတဲ့အတိုင်းကျိုးကိုရှာရတယ်တွေ့တာပေါ့ဗျတန်ကြီးရတက်နေရဲ့ တန်ပိုင်လုံးကြီးရဲ့ကိုတိန်ညို့တက်ခဲ့တဲ့ကျိုးကိုထုတ်ယူပြီးရန်ကုန်ထောင်ပိုင်းကိုယ်တိုင်မီးရှို့ဖျက်ဆီးရဲ့ပေါ်ရီတာရမှော်အောင်ထားတဲ့သူရဲကောင်းကြီးဦးတိန်ညို့တင်သွားလို့ရအောင်သွားနိုင်ပြီတင်အတွက်ရည်စူးပြီးပြုလုပ်သည်များကုသိုလ်ကောင်းမှုအဖို့ပါကကိုကျုပ်ထောင်ပိုင်းကြီးကတင်ရအမျှပေးဝေးပါတယ်ဦးတိန်ညို့တာရုခေါ်ပါဗျအဲဒီညလေးကထောင်ကြီးတစ်ခုလုံးငြိမ်သွားတော့တာပဲကျုပ်လည်းညဘက်မှာမြက်ကွင်းစီကွင်းပြီးထောင်ကြီးရဲ့အုပ်ယူပေါ်ကြည့်လိုက်ကြဘာမှမတွေ့တော့ဘူးဗျ ကိစ္စတွေအားလုံးပြီးတော့ဥအောင်စိန်ကိုယ်တိုင်ကျုပ်ကိုရွာပြန်ပို့ပြီးရဲ့ထောင်မကြီးကလည်းကျုပ်ကိုလက်ဆောင်တွေပေးလိုက်တာမှမနှဲပါဘူးအဲထူးဆန်းတာတခုပြောရအောင်မယ်ရန်ကုန်ထောင်ကြီးပိတ်တော့မဲ့ကိစ္စကိုမဖဲပါပြောမှထောင်မကြီးရောထောင်မှုတွေရောသိကြတာလေဗျသူတို့လုံးဝမသိဘူးဆိုပဲနောက်တော့ရန်ကုန်ထောင်ကြီးတကယ်ပိတ်သွားတာပါပဲဗျဟုတ်ကဲ့ပါရှင်စာရေးဆရာတာတေးရေးတာထားတဲ့ပေါ်ရီတာရာမောင်စီလိုစနေကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ ဇလန်လေးကိုအားပေးခဲ့လို့လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်